တကယ်တော့ဒီဒူးကမကောင်းဒီလောက်တော့နှစ်ပေါင်းများစွာဟိုကြမ်းကြမ်းရမ်းရမ်းเนาะထိခိုက်ဒဏ်ရာတွေနဲ့နေ့စဉ်နေ့စဉ်နဲ့မပြအနည်းဆုံး2ရက်ခြား3ရက်ခြားတခါတော့ဒဏ်ရာရရနာပဲလုတ်သက်အခုအသက်82နှစ်ရှိပြီ82နှစ်မှာလုတ်သက်တဝက်ကြော်ကြော်ဟာအဲရုပ်ရှင်လောကမှာနေ့တိုင်းဒိုင်မင်ထိုးဂျွန်းထိုးဒီဒဏ်ရာတွေကမခံနိုင်တော့ဘူးကောနော်ထိတာပေါ့အဲ့တော့ဒူးဟာဒူးအယွတ်စုတ်ပြဲတယ် ဆရာဝန်နဲ့ပြကြည့်တော့ဆရာဝန်ချင်းစီခန်းတာတဲ့ဒီတဲ့ပို့ပြီးဆိုးသွားနိုင်တယ်တဲ့အခုတခါကြီးဒုက္ခဒုက္ခနဲ့သွားတယ်ပေါ့နော်နောက်ကျရင်ပူချိန်နဲ့သွားအဲ့ဘာမှမထူပါဘူးလေလေဖြတ်သူလိုဖြစ်သွားတာအာဦးကြီးအဲဒူးအချိန်ကြီးကောင်းရင်လားကောင်းရင်လားဆိုတော့အမှန်တော့မကောင်းဘူးမကောင်းတော့ညာလည်းပဲအာကောင်းပါတယ်အဲအဆေးကူလားဆိုတော့လေကိုတက်နေတဲ့တော့ကူရတာပေါ့ တကယ်တော့ဒီဒူးကမကောင်းတလောက်တော့နှစ်ပေါင်းများစွာဟိုကြမ်းကြမ်းရမ်းရမ်းเนาะတော့ထိခိုက်ဒဏ်ရာတွေနဲ့နေ့စဉ်နေ့စဉ်နဲ့မပြအနည်းဆုံး2ရက်ခြား3ရက်ခြားတခါတော့ဒဏ်ရာရရနာပဲအဲ့တော့အခုဦးစင်းရဲ့လုတ်သက်အခုအသက်82နှစ်ရှိ82နှစ်မှာလုတ်သက်တဝက်ကြော်ကြော်ကအဲရွေးရှင်လောကမှာနေ့တိုင်းဒိုင်မင်းထိုးဂျွန်းထိုးသူစာပြည့်စုတွေလုတ်เนาะမင်းသားမင်းသမီးတွေအစားထိုး ကိုကိုတိုင်လဲ Friday နေ့ပြကိုကိုတိုင်လဲသရုပ်ဆောင်ကိုကိုတိုင်ကြောင့်လဲကိုပေါ့လောက်ရတယ်ဆိုတော့အဲ့ဒီရပေမန်းမှုဆင်းရဲမှုဒဏ်ရအခုဒီအရွယ်ကြတော့ဒီဒဏ်ရတွေကမခံနိုင်တော့ဘူးပေါ့နော်ထိတာပေါ့အဲ့တော့ဒူဟာဒူအယွတ်စုပ်ပြဲတယ်နောက်တော့ဒူနာတယ်ချင်းစီခန်းတာပေါ့ဆရာဝန်နဲ့ပြကြည့်တော့ဆရာဝန်ချင်းစီခန်းတာတဲ့အသက်လဲရလာပြီဆိုတော့ကိုတော့ကလည်းသူများတဲ့ပေမန်းပမ်းမှန်းနေထိခိုက်တယ်အောင်လုပ်ခဲ့တာဆိုတော့ဒီဒူကမခံနိုင်တော့ တော့ဆရာလို့ဘယ်လိုလုပ်ရမလဲဆိုတော့စီးထိုးရမှာတဲ့စီးထိုးရမှာဆိုတော့စီးဘလောက်လောက်ကြာလဲဆိုတော့တလုံးတလုံးတသိန်းခွဲလောက်တော့ရှိတယ်စီးထိုးနှလုံးထိုးရမှာနှလုံးဆို3သိန်းအဲ့တော့ကျိုးကမတတ်နိုင်ဘူးလေတော့တခါလဲထိုးတယ်ဆိုလဲဒီ3သိန်းလောက်ကတော့ပြစ်ခတ်ရှာဖွေပြီးရောင်းချပြီးလုပ်လိုက်လို့ရတယ်တခါတည်းမပြီးဘူးသူကနှလားတစ်ချိန်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 နဲ့သူကစက်တိုက်အဲ့လိုထိုးသွားမှာဆိုတော့အဲ့တော့ဆရာဝန်ကြီးကိုပြောလေကျွန်တော်မတတ်နိုင်ဘူး အဲ့လိုမတက်နိုင်ရင်တော့ဒီသူကမကောင်းနိုင်ဘူးတဲ့သူဒီတိုင်းပြစ်ထားလို့ရှိရင်လည်းကြံရင်ဒီတက်ပို့ပြီးဆိုးသွားနိုင်တယ်တဲ့အခုတကကြီးဒုက္ခဒုက္ခနဲ့သွားတယ်ပေါ့နော်နောက်ကျရင်ဝီချင်းနဲ့သွားအဲ့တော့ဘာမှမထူပါဘူးလေလေဖြတ်သူလိုဖြစ်သွားတော့အဲ့လိုပါပဲအဲ့တော့ဒီသူကဟိုဒီတိုင်းထားမဲ့အတူတူကျုပ်လဲကုမယ်ပေါ့ကုဖို့ကြတော့ငွေကြီးအနေနဲ့အခက်အခဲရှိပြန် စာဝတ်နေရောင်ရှာရရဲ့ဘွားဆိုတော့ဒါအမှန်တိုင်းပြောပြတာဒီဆေးကုဖို့မဖြစ်နိုင်ဘူးဒါမဲ့အခုတခုတော့လုတ်ထားပါတယ်ဟိုကန်ဒီဆေးရုံမှာကျုပ်ဆေးရုံတက်ဖို့ရှော့လာလုတ်ထားတယ်သူကမရှိတဲ့ဒုက္ခတွေတည်းတကယ်မရှိဆင်းရဲဒုက္ခတွေဆေးမကုနိုင်တဲ့လူတွေကိုအဲ့ဝေဒနာတွေကိုသူကကုပေးတာအကုန်လုံးအဲ့ဆေးရုံကြီးဟိုတက်မှန်နေရောဘာရောအကုန်လုံးအကုန်ရှိတယ်ခွဲစိတ်ကုတဲ့ကိရိယာတွေအကုန်ရှိတယ်အဲ့ဒီကိုတက်ဖို့အတွက်ကကိုကရှော့လာနေရှော့ရတယ်ဒီ နိုင်ငံတော်ဘာလုံးရက်ွက်လူကြီးနောက်တော့ရက်ွက်ကသံဃာနာယကဥက္ကဋ္ဌအဲ့လိုကြီးမားတဲ့မြင့်မြတ်တဲ့ပုံကိုယ်တွေပေါ့နော်အဲ့လိုအဲ့ဒီဥစ္စာတွေတင်လိုက်တော့မှအခုအဲ့ဒါအဲ့ဒါအခုကရှောက်ထားတယ်အနည်းဆုံးအတော်လဲ၄၅လကြာတယ်အဲ့လို၄၅လကြာပြီးလို့သူတို့ကဖုန်းနဲ့ဆက်ပြီးခေါ်ပြီးဆိုရင်အဲ့ဒါဒါတေးကြပြီဒီသူကိုခွဲမလားစိတ်မလားဖြတ်တော့မလားဒီဆေးထိုးပေးမလားပြည့်တဲ့ပျောက်တဲ့အထိသူကအဲ့လိုလုပ်ပေးတာ အိန္ဒိယရဲ့အကုန်လုံးလိုက်လုပ်ပေးတာအခုကျိုးရမျောလင်းချက်ကအဲ့ဒါလေးတစ်ခုပဲရှိတယ်အခုလက်ရှိအခြေအနေကတော့ဆေးလည်းမထိုးနိုင်ဘူးတောက်တဲ့ဆေးတော့မအောင်မတောက်နိုင်တာဘယ်လိုလုပ်မလဲရတဲ့အသက်ကြီးကတော့ဒီကိုယ်ကအဘော resistance ကလည်းကျလာတော့အဲ့ဒါအရှင်ဘုရားကယူဆိုင်ရတဲ့ဟိုခြေတော့ကကျရင်ဟိုမထောက်နိုင်ပဲဖြစ်သွားချိသွားမှာပေါ့အဲ့လိုဖြစ်သွားအဲ့တော့ကျိုးလည်းတန်းတမမတဲ့ပြောင်းလေလေဆီလီပေါ့ဗမာဆီလီအင်္ဂလိပ်ဆီလီတော့အယိုးတွေအယွတ်တွေအကြောတွေကို အားပေးတဲ့ဆေးမျိုးတွေကိုအောင်ရှာတော့ရတာပေါ့အဲ့လိုပဲတော့ပေါ့ကိုကြီးကိုဟာနဲ့ယုတ်ကန်နေတာပေါ့နော်ရှောင်းဆောင်လာတော့တင်ထားပြီအဲဒီငှက်လာလောက်ဆောင်အဲဆောင်မတိသေးဘူးအဲဒီလိုပဲနေရတာပေါ့တကယ်အဲ့ဒါတော့ကန်တရားပေါ့ဟိုဘာလို့မျောလေးချက်မထားပါဘူးတကယ်သူခေါ်လို့ရှိရင်လေသူကစစ်စေးစစ်စေးသေးတာစစ်စေးပြီးတော့မှသူကလိုအပ်တယ်လို့သူတို့ကုပေးတာပါသူတို့လည်းလုပ်ပေးရှာပါတယ်ဒါမဲ့လို့ကိုကတခါမှမရောက်ဝေးသေးဘူးလေဟိုဆေးရုံသွားပြီးရှောက်လာတင်တာပဲရှိတာပေါ့အဲ့ဒါနဲ့ရှောက်လာတင်ထားလိုက် အခုဆိုနှစ်လလောက်ရှိသားတယ်နှစ်လဆိုနောက်တော့နှစ်လသုံးလတော့တော့စောက်အောင်ပဲထင်တာပဲအဲ့ကြရင်တော့လာတော့လဲတမျိုးပေါ့နော်အဓိကကဘာလဲဆိုတော့ဒီတိုင်းထားတဲ့စာလို့ပျက်စီးသွားမှလည်းအတူတူစူးစမ်းပြီးတော့ကုလိုက်တာတတ်တာသေးတာပေါ့နော်နည်းနည်းတတ်တာရင်တော်ပါပြီလုံးဝကြီးပြောက်မယ်ဆိုတော့မဖြစ်နိုင်တော့ဘာကြောင့်လဲဆိုတော့အသက်ကြီးရလာပြီပဲဒဏ်တွေကများနေတော့ဒါပျက်စီးမှာပဲငို့ natural တော့မဖြစ်နိုင်တော့ဟုတ်တယ်မလားနောက်ဆုံးတော့ တာနာပေါ်မှာတော့ဟိုဒီအတရားနာမိုင်းနဲ့ပြောမှုရောလူလူကောင်းနည်းနည်းဝိတ္တိဖြစ်နေတော့လေဝိပဿနာဝိပဿနာတရားနဲ့လိုပဲရှုနေရတာပေါ့ဝိရဏဝိရဏထားထားလိုက်တာပေါ့ခန္ဓာကိုယ်ကနာတာပဲငါမှဖြစ်ရလိမ့်ခြင်းဆိုတော့အဲ့လိုမထားဘူးခုပြတ်ထွက်တော့လူကောင်းတော့ပူပါဗျာပူလဲဒီတိုင်းပဲလေပူနေအပူနေပဲသွားနာပဲနေရာလဲပူတယ်တောကပရိဒေဝအပူတွေလဲပူတယ်အပူတွေကြီးကြီးပဲဒါပါပဲနော်ကျေးဇူးတင်ပါတယ်